ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်အော်တိုဘာလ28ရက်မြန်မာတက္ကသိုလ်1389ခုနှစ်တစောင်းမုံလဆန်း8ရက်အင်္ဂါနေ့ရက်မွန်းတဲ7နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီတော်လန်နေတဲ့ဘာလို့ပြည်သူပေါင်းနှုတ်ခတ်ဆက်သားပါရခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ရင်းမော်လမြိုင်ကားလန်းကစစ်ရှုံးကောင်စီတပ်ရဲ့လက်အောက်ခံ DGBA ဂိတ်ကိုရေဘလူးတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်မှုမှာ DGBA ဘက်ကထိခိုက်သေဆုံးမှုရှိတယ်လို့သိရပါတယ် မလာတို့ရွေးကောက်ပွဲမတိုင်မီတိုင်းသားတွေနဲ့အတိုက်ခံအင်အားစုအားလုံးကိုမလေးရှားနိုင်ငံမှာဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောလာပါတယ်။မဲဆောင်မြို့မှာမြန်မာမိန်းကလေးငယ်ရဲ့လေဘင်းကိုဓာတ်နဲ့လှီးသွားတဲ့ထိုင်းလူငယ်တရခံကိုဖမ်းမိလိုက်ပါပြီ။အသက်73နှစ်အရွယ်မိန်းကလေးကိုအာရမပြုတ်ကျင့်ပြီးတော့တတ်ဖြတ်ခဲ့သူကိုတေတံပေးဖို့စောမြို့ခံပြည်သူတွေကတောင်းဆိုနေကြပါတယ်။မန္တလေးတိုင်းမှာတော့အတော်ဖြစ်သူနဲ့ဒူမကိုအလဲတန်းပြဆရာမကတူနဲ့ထုပြီးတော့ ရွှေတုံးနဲ့ငွေတွေယူသွားခဲ့တယ်လို့သိရပါတယ်ခင်ဗျာဟာကမြို့နယ်မှာစစ်မှုထမ်းတပ်သား2ဦးတနက်နှစ်လက်ယူဆောင်လာပြီးတော့အလင်းဝင်လာပါတယ်ကမ်ပလက်မှာတော့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်လက်တလုံးမှာဘာပွဲမှမကျင်းပဖို့ပြည်သူ့အချို့ရဲ့ဖွဲ့ကထုတ်ပြန်ထားပါတယ်ဒီသတင်းတွေနဲ့ဒူးထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မိုးပြင်းနဲ့ရင်းမော်လမြိုင်ကားလန်းနှင်းစုံရွာဝင်မှာရှိတဲ့ အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ရဲ့လက်အောက်ခံ DKBA ဂိတ်ကိုရေဘလူတပ်ဖွဲ့ကဝန်ရောက်ပစ်ခတ်ခဲ့ရမှာ DKBA ဘက်ကထိခိုက်သေးဆုံးမှုတွေရှိတယ်လို့သိရပါတယ်။အော်တိုဗလာ29ရက်နေ့မှာရေဘလူဖွဲ့က DKBA ဂိတ်ကိုဝန်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးအဲ့ဒီဂိတ်ရဲ့ဂိမ်မှုသိန်းနံလက်ပြတ်သွားတယ်လို့လည်းသိရပါတယ်။ဝေယဟိုင်းရွာကိုစစ်ကြောင်းထိုးခဲ့စဉ်ကမင်းတို့မှတ်မိမှာပါ။အပြစ်မရှိတဲ့ပြည်သူပေါင်းများစွာကိုဖမ်းဆီးအနိုင်ကျင့်ငွေယူဖုံးယူငါကွင်းမှာခဏလာပြောရပြီး မင်းတို့ကအဟုတ်မှတ်နေကြတာရင်းမြုတ်ကမင်းတို့ကိုးကွယ်တဲ့အဘာတွေတောင်ခေါင်းထောင်ရဲလာမေးကြည့်ဒါပညာပေးအခန်းတစ်ပဲရှိသေးတယ်ပြည်သူကိုအနိုင်ကျင့်ရင် နောက်နောက်ထပ်ပြီးတော့ပျောက်သွားမှာအများကြီးရှိသေးတယ်ငါ့နာမည်မှတ်ထားရေဘလူးဆိုပြီးရေဘလူးဖွဲ့ခေါင်းဆောင်ကမှတ်ချက်ပြုပြောဆိုထားပါတယ်တိုက်ခိုက်မှုအတွင်းမှာရေဘလူးတပ်ဖွဲ့ဝင်တအူးလက်မောင်းထိမှန်ခဲ့ပြီးဒဏ်ရာကတော့မစိုးရင်ရဘူးလို့သိရပါတယ် အဲ့ဒီတိုက်ခိုက်မှုပြီးမော့ကနင်တရား6တက်ကအကြမ်းမဆစ်ရှုံးကောက်စီတပ်ဘက်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာအကြမ်းမဆစ်ကောင်းဆောင်မင်းအောင်လှိုင်တို့ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်းမီတိုင်းသားတွေနဲ့တိုက်ခိုက်အားစုအားလုံးကိုမလေးရှားနိုင်ငံကွာလာလံပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးသွားမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေနဲ့တိုင်းသားလူနည်းစု28ဖွဲ့တိုက်ခိုက်အင်အားစုအလုံးကိုအလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ဖို့အတွက် မလေးရှားနိုင်ငံကိုရွေးကောက်ပွဲမတိုင်မီဖိတ်ကြားသွားမယ်လို့သိရတာပါမြန်မာရေကိုဖြည့်ရှင်းနိုင်ဖို့မြန်မာကိုယ်တိုင်ဥဆောင်ရမှာဖြစ်ကြောင်းရွေးကောက်ပွဲကိုလေးလာစောင့်ကြည့်သူများဆက်လုပ်ဖို့စစ်တပ်ရဲ့ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေသေးတာဖြစ်ကြောင်းသူကပြောဆိုခဲ့ပါတယ်တွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်ပြီးတော့ပေးနိုင်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်မြန်မာနိုင်ငံအရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဥဆောင်ပြီးတော့လုံဆောင်ရမှာဖြစ်ပါတယ်ဆိုပြီးမလေးရှားဝန်ကြီးချုပ်က ပြောဆိုလိုက်တာပါခင်ဗျာ မြန်မာကျန်းမာစစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်တွေဖော်ဖို့ပြက်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်းဆောင်တွေကိုအာဆီယံထိပ်သီးစည်းဝေးနဲ့ဆက်ဆက်စည်းဝေးတွေတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံရေးဝန်ကြီးအစည်းအဝေးကဆုံးဖြတ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်မြန်မာစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအဓိပ္ပာယ်ရှိတဲ့အကောင့်တွေဖော်မှုတွေတိုးတက်မှုတွေမလုံဆောင်သေးရင်အာဆီယံထိပ်သီးစည်းဝေးနဲ့နောက်ဆက်တွဲဆက်ဆက်စည်းဝေးတွေမှာမြန်မာစစ်ကောင်းဆောင်တွေတက်ရောက်ခွင့်ရမှာမဟုတ်ဘူးလို့ဆိုပါတယ်ခင်ဗျာ ဒါပြင်အာဆီယံနိုင်ငံရဲ့ဝန်ကြီးများစည်းဝေးရဲ့ကြေညာချက်မှာရွေးကောက်ပွဲတွေမကျင်းပမီနိုင်ငံရေးတက်တဲကိုဖြည့်ရှင်းမှုဘုံသဘောတူညီချက်၅ချက်ကိုအကောင်အထည်ဖော်ပြီးအကြမ်းဖက်မှုတွေကိုရပ်တန့်ရမှာဖြစ်ကြောင်းလည်းထုတ်ပြန်ကြေညာခဲ့ပါတယ်ခင်ဗျာမန္တလေးတိုင်းကသတင်းနဲ့ဆက်ချင်ပါတယ်မန္တလေးတိုင်းချမ်းမြသာစီမြို့နယ်မြို့တိနှစ်ရက်ကွာမှာအော်တိုဘာလ25ရက်နေ့ကအလယ်တန်းပြအကြောင်းဆရာမတူကအတော်ဖြစ်သူနဲ့တူမတို့ကိုတူနဲ့ထုပြီးတော့ရွှေလုံးနဲ့ငွေတွေကိုယူဆောင်သွားခဲ့ကြောင်းအကြမ်းဆစ်ရှုံးကောင်စီရဲ့မှုကင်းမှတ်တမ်းမှာဖော်ပြထားပါတယ် န္တလေးတိုင်းချမ်းမြသာစီမြို့နယ်မြို့တိနှစ်ရက်ကွက်လမ်း 80A 108လမ်းနဲ့108လမ်းကြားမှာရှိတဲ့နေအိမ်တအိမ်မှာအသက်84နှစ်အရွယ်အငိမ့်သာစာကြည့်တိုင်းမူဒေါခင်စိုးမြင့်ဟာဦးကောင်းပေါက်ပြဲတံရတစ်ချက်နဲ့တေဆုံးနေပြီးမြေပြစ်သူအသက်36နှစ်အရွယ်ဒေါ်အေးအေးခိုင်မှာလည်းဦးကောင်းပေါက်ပြဲတံရတွေနဲ့တွေ့ရှိရတာကြောင့်ချမ်းမြသာစီမြို့နယ်အမှတ်17နေပြည်ရက်စကန်မှာအမှုဖွင့်စစ်ဆေးခဲ့တယ်လို့ဖော်ပြထားပါတယ်ကျွလွန်သူဟာပြင်းလွင်မြို့ ရက်ွက်ကြီးသုံးအမှတ်လေးအခြေခံပညာလယ်တန်းကျောင်းကလယ်တန်းပြဆီယာမမဆူဆူထွန်းဖြစ်ပြီးတင်ဆုံးသူနဲ့တူမတော်ဆက်နေတယ်လို့လည်းပြောဆိုထားပါတယ်ခင်ဗျာအဲ့ဒီကျူးလွန်သူမျိုးသမီးကိုအော်တိုဘားလာ26ရက်နေ့မှာတော့အခင်းဖြစ်ပွားခဲ့ရနေအင်ကိုပြန်လည်ရောက်ရှိလာချိန်မှာဖန်စီရမိခဲ့ကြောင်းအကြမ်းဖက်ဆက်ရှင်ကောင်စီကထုတ်ပြန်ထားပါတယ်အဲ့နောက်ကျူးလွန်သူအလယ်တန်းပြဆီယာမကိုစစ်စစ်မင်းမြန်ခဲ့ရမှာငွေကြီးအခက်ခဲကြောင်းအခုလိုမျိုးပြုလုပ်ခဲ့တာဖြစ်ကြောင်းထွက်ဆိုခဲ့တယ်လို့သိရပါတယ်လက်ရှိမှာတော့ကျူးလွန်သူကိုရသက်ကြီးပုံမှ3နှစ် 326နဲ့အမှုဖွင့်ထားပြီးအရေးယူဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမဲဆောက်မြို့မှာမနေ့ကအော်တိုဘာလ29ရက်နေ့မှာအသက်28နှစ်အရွယ်ထိုင်းမျိုးသားတယောက်ကမြန်မာမိန်းကလေးငယ်တူရဲ့လေဘင်းကိုဓာတ်နဲ့လိပြီးတော့ထွက်ပြေးသွားတဲ့ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါတယ်ကျွလွန်သူလိုယူဆရသူတူအူကိုမဲဆောက်မျိုးရဲ့ ADN set တစ်ခုနားမှာတွေ့ရတာကြောင့်ပြည်သူတွေကထိုင်းရဲ့တပ်ဖွဲ့ထံကိုအကြောင်းကြားခဲ့ရမှာအော်တိုဘားလ29ရက်နေ့မနေ့ညမှာပဲဖမ်းဆီးရမိလိုက်ပါတယ် အဲ့ဒီမိကလင်းငယ်ဟာတိုင်းနိုင်ငံအစိုးရယုံတစ်ခုဖြစ်တဲ့အန်ဖေးယုံမှာအလုတ်တင်ဆင်းနေသူဖြစ်ပြီးအများသောအင်တာကနေထွက်လာခြင်းအခင်းဖြစ်ပွားခဲ့တာပါကျွလွန်သူမျိုးသားကတော့တိုင်းနိုင်ငံသားဖြစ်ပြီးမကြသေးခင်ကမှလူရဲစစ်နဲ့အကျဉ်းတော်ကနေလွတ်လာသူဖြစ်ကြောင်းသိရှိရပါတယ်လက်ရှိမှာကျွလွန်ခံရသူမိကလင်းငယ်ဟာမဲဆောက်ပြည်သူစေယုံကြီးမှာ24နှစ်ရီစောင့်ကြည့်နေထားတဲ့စေကူတတ်မှုခံယူနေရတယ်လို့လည်းသိရပါတယ်ကျွလွန်သူမျိုးသားဟာစိတ်ပုံမှန်အခြေအနေမဟုတ်ဘဲအသက်ဆောင်ထားတဲ့ဓာတ်နဲ့ထပ်မံတိုက်ခိုက်နေတာကြောင့် ထိုင်းအာဏာပိုင်တွေကအဲ့ဒီမျိုးသားကိုတွေးရှိသူမှန်သမျှချက်ချင်းဆက်သွယ်အကြောင်းကြားပေးဖို့ထုတ်ပြန်ပြောဆိုထားခဲ့ပြီးမနေ့ကညမှာပဲဖမ်းဆီးရမိလိုက်တာဖြစ်ပါတယ်ခင်ဗျာဒီကနေ့အထူးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့တပိန်မောက်ဆိုပြီး Red Dragon Raria တပ်ဖွဲ့ကပြည်သူတွေစီကို အခုလိုမျိုးတရင်စကားပါလာပါတယ်ရုပ်သက်ပိုင်းကြည့်စုံကိုကြည့်ရှုနားဆင်ကြအောင်ပါခင်ဗျာ မင်းတို့ကတကယ်အံ့ဩတယ်ကွာမင်းတို့ဒီနိုင်ငံမှာနေတယ်ဒီနိုင်ငံရေကိုတောက်တယ်ဒီနိုင်ငံအာဏာရှင်ကိုမင်းတို့ကောင်တွေဘုံမြတ်ထောင်းတယ်မင်းတို့ရေချက်ကဘာလဲခမားပြောတာနဲ့တော့ဆုံးနေကျွန်တော်တို့ကဆီအာဏာရှင်ကိုတော်လန်နေရတယ်ဘာဆီအာဏာရှင်အဲ့စကားကိုနားမလဲလို့ဒီနေ့တော့ရှင်းပြအောင်အာဒီဖိုးရခမဆိုင်ချောင်းရှိတယ်ဗျကျွန်တော်ဇလုံးအောင်ပါဗျဟဲ့ဟုတ်ဟုတ် ဘုံထောင်တိုင်းတော်လည်းမဟုတ်ဘူးကွာလေရင်နဲ့ဘုံချမ်းမှငင်းချမ်းကြီးကျွန်တော်ဆရာဝန်တယောက်အနေနဲ့ပြောမယ်ဆိုရင်တရားတွေများနေတယ်ကျွန်တော်တို့တိုင်ပြီပြည်သူတွေမရှိတော့မှကျွန်တော်မြန်မာတက်မလို့ရရေးချမ်းမှာရွေးကောက်ပွဲဆိုတာစစ်အာဏာရှင်ရဲ့ထွက်ပေါက်ပဲကွာအေးမင်းတို့တိထားမှာစစ်ရေးနိုင်ငံရေးပြည်ပခါတွေကို ဆုံးသက်ပေးနိုင်တာပဲအဲ့လိုခဏမပေးတော့ဘူးဗျာခဏကျွန်တော်ပြတ်သက်ပေးရမယ်ငါတို့ကဘုရားရှာလို့ရှိရင်တော့ဆောက်လို့လောက်အောင်ပါဗျာ။ဒီတော့ကတမျိုးညင်ရုံမနေဘူး။ကဲကိုတော်လာကြီးကျွန်တော်တို့ကတော့ပေါ်မှမှာပဲရတော့။ဘာလို့ပေါ်မှမလဲဆိုတော့ဒါကျွန်တော်တို့ရဲ့အကျိုးစီးပွားဖြစ်နေတာ။ပြီးပြင်အချိန်နေရဆိုရင်6800ဇာတိရလဲ။မရပုံမပေးလို့ဆိုပြီးတော့အရင်လို comment တွေမှာဝါဒကောင်းကောင်းမဖြတ်နိုင်တော့။အဲ့တော့ ကျွန်တော်တို့ကိုယ်တိုင်ပဲရှေ့ထွက်ပြီးတော့ပေါ်မပေးမှာပဲရတော့မှာနေပေါ့ခမရတော့အရင်ကလည်းအေးဆေးပဲနေကြတာဘာတိပါတာပဲအခုမှဘာတိထဖြစ်နေကြတာမင်းဘာတိလို့လဲမင်းဘာမသိမင်းဆောက်ပတ်ပိတ်တာကိုတစ်ခင်ပြောတာမှန်တယ်ဗျမကြခင်ရေကောက်ဝယ်ရလာတော့မှာကျွန်တော်တို့ဝါတာဖြန့်သမျှကလည်းဆောက်ချက်ကွဲရတဲ့အစဲခင်အားကြီးတတတပြောက်စီယူတပြောက်စီယူမင်းဆောက်ပတ်မပိတ်သေးဘူးလားစစ်တက်ဆိုတာပြင်မိုးဝထောင်ပြီးခေါင်းရက်တက်ပြစ်တာနောက်တစ်ခါမစမ်းပိရင်မင်းတို့ဖမ်းကားလိုက်မှာနော် အေးဗျာကျွန်တော်ရဲ့ရေကောက်ပွဲကိုဒီကဘာလုံးကစောင့်ကြည့်နေကြစောင့်ကြည့်မှာဗောဘယ်ချိန်ထောက်ရောက်မှာမလဲမှမသိဘူးဟာအလုံးဝလားမင်းနေနေများသွားပြီမင်းခဏနေမင်းဘဲမှမသွားနဲ့ခဏနေဟယ်လိုဆရာကြီး3 seconds later မနာလေးပြောမိတာဗျာ ချင်းပြည်နယ်ဘက်ကသတင်းနဲ့ဆက်ချင်ပါတယ်ချင်းပြည်နယ်ဟာခမြို့နယ်မှာစစ်မှုရန်တပ်သားတစ်တူတနက်တက်လေယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်း Central Revolution 4ကသတင်းထုတ်ပြန်ထားပါတယ်အော်တိုဘာ29ရက်နေ့မှာဟာခမြို့ခလာရ222တရင်ကစစ်မှုရန်တပ်သားတစ်တူဟာတနက်တက်လေယူဆောင်လာပြီးတော့ Central Revolution 4တပ်ဖွဲ့ထံကိုအလင်းဝင်ရောက်လာခဲ့တာပါအလင်းဝင်ရောက်လာတဲ့စစ်မှုရန်တပ်သားတစ်တူဟာ MA1 တနက်တလက်ကြီးပေါင်း3ခုနဲ့ကြီးစံနှင်းငယ်ယူဆောင်လာပြီးအလင်းဝင်ရောက်လာတာကြောင့်ငွေကြေး330စုချင်းမြင့်လိုက်တယ်လို့သိရပါတယ်။ အလင်းဝင်ရောက်လာတဲ့သူကစစ်ခွေးတွေအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးပြီးတော့စူးစမ်းခံရသူပါသူ့နေအိမ်နဲ့အထီကိုစစ်ခွေးတွေကဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးတာလို့သိရတယ်မြို့နယ်တွေကတော့လုံခြုံရေးကြောင်ဖော်ပြလို့မရလို့ပါလက်ရှိမှာတော့လက်နက်ယူဆောင်လာလို့ငွေကျပ်300နဲ့သူ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုချင်းမြင့်ထားပါတယ်ဆိုပြီး Central Revolution Food တာဝန်ရှိသူကရှင်းပြပါတယ်လာရွေးချင်းမြင့်နဲ့ဟာကမြို့မှာရှိတဲ့စစ်မှုန်တပ်သားတက်တူကလည်းတနက်တလက်နဲ့ခရရန်တွေကိုယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းစီဒီအာဟာခါက သတင်းထုတ်ပြန်ထားပါရတယ်။အော်ဒီဘော25ရက်နေ့မှာဟာခမြို့မှာရှိတဲ့စစ်မှုရန်တပ်သားဇွဲထက်အောင်ဟာတနက်တလက်နဲ့ခရဲအနေကိုယူဆောင်လာပြီးစီဒီဟာခထံကိုအလင်းဝင်ရောက်လာခဲ့တာပါ။လင်းဝင်လာတဲ့စစ်မှုရန်တပ်သားတဲ့ဇွဲထက်အောင်ဟာ MA11 တနက်တလက်ကြီပေါ3ခုနဲ့ကြီ150တောင်းကိုယူဆောင်လာခဲ့တာလို့သိရပါပါတယ်ခင်ဗျာ။မကွေးတိုင်းကသတင်းနဲ့ဆက်ချွန်ပါတယ်။မကွေးတိုင်းကံကောခရင်စောမြို့မှာအသက်73နှစ်အရွယ်မိန်းကလေးငယ်ကိုအာရမပြုတ်ကျင့်ပြီးတော့တပ်ဖြတ်ခဲ့သူကိုတည်တံပေးဖို့အော်တိုဘာ26ရက်နေ့မှာမြို့ကန်တွေက တောင်းဆိုဆန္ဒပြကြပါတယ်ပြမကျွလုံသူဟာအော်တိုဘာ21ရက်ကစောမြို့မှာအသက်73နှစ်အရွယ်မိန်းကလေးငယ်ကိုအာရမပြုကျင့်ပြီးတော့တက်ဖြတ်ခဲ့ကအလောင်းကိုစောမြို့စေယုံဝင်းထဲမှာရှိတဲ့အခန်းတစ်ခုမှာပြစ်ထားခဲ့တာလို့ဒေသခံကပြောပါရတယ်။ကျွလုံသူဟာအသက်21နှစ်အရွယ်ကိုမင်းမင်းဆိုးဖြစ်ပြီးဒေသခံတော်လိုင်းရဲဘော်တယောက်လည်းဖြစ်တယ်လို့သိရှိရပါရတယ်။ဒီရခံကိုတက်ဆိုင်ရာဖွဲ့စည်းကဖမ်းဆီးကအသေးစိတ်ဆက်စစ်မှုတွေလုပ်ဆောင်ခဲ့ပြီးပြမကျွလုံခဲ့ကြောင်းဝန်ခံထွက်ဆိုထားတယ်လို့သိရပါရတယ်။ မိမစိုးဟာအရင်ကလည်းမရိမှုကျူးလွန်ခဲ့ဘူးသူဖြစ်တယ်လို့ဒေသခြေဆိုင်ရောအလင်းနန်းကဖော်ပြထားပါတယ်ပြည်သူတွေကတော့အခုလိုမျိုးဆန္ဒပြပြီးတော့တောင်းဆိုနေကြတာဖြစ်ပါတယ်ခင်ဗျာ 这是他那个要关。<laughs> <laughs> Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂျမ်ဘတ်စစ်ရှုံးကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတဲ့အတွက်ချင်းပြည်နယ်ကမ်ပလက်မြို့နယ်မှာပြည်သူတွေအနေနဲ့လူစုလူဝေးဖြစ်စေနိုင်တဲ့ပွဲလမ်းသဘင်တွေလက်တလုံးမှာကျင်းပတာလိုမျိုးမလုပ်ကြဘို့ကမ်ပလက်မြို့နယ်ပြည်သူ့အချို့ရဲ့ဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့ကချင်းညီနောင်ဖွဲ့ဝင်စီရီယက်ကမ်ပလက်ထိန်းချုပ်ထားတဲ့ကမ်ပလက်မြို့နယ်အတွင်းစီရီယက်ကမ်ပလက်စုတီချုပ်ဆလိုင်းအောင်လင်းရဲ့မင်္ဂလာဆောင်ပွဲကျင်းပရာမြို့မှာနှစ်ရက်ကွက်ကိုဂျမတ်စစ်ရှုံးကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနေကြက်ချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါပြင်အော်တိုဘားလ25ရက်ည7:20မိနစ်ချိန်မှာလဲစစ်ချုံးကောင်စီတပ်ကကမ်ဘလတ်မြို့နယ်ကိုလေကြောင်းကနေထပ်မံပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ3ယောက်သေဆုံးပြီးတော့15ယောက်ထပ်မံနေပြင်းထန်ဒဏ်ရာရရှိကာပြည်သူနေအိမ်၅လုံးအဆောက်အုံ၃ခုထိမှန်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာတော့ဂျမတ်စစ်ချုံးကောင်စီတပ်ကပြည်သူလူထုနဲ့တော်လိုင်းရေးဖွဲ့တွေကိုခွဲခြားတတ်မှတ်တာမရှိတော့ဘဲရက်ဆက်ကြမ်းကြုတ်မှုတွေကိုအဆုံးစွန်ထိလှုပ်ဆောင်နေတာကြောင့် ီသူတွေအနေနဲ့လေကြောင်းအနေရကနေကြိုတင်ပြီးတော့ကာကွယ်နေအောင်ဂရုကျင်းတွေလှုပ်ဆောင်ကြဖို့နဲ့လူစုလူဝေးဖြစ်စေမဲ့ဘလို့ပွဲလန်းသဘင်မျိုးကိုမဆိုးလက်တလုံးမှာရှောင်ရှားကြဖို့ကပလက်မြို့နယ်ပြည်သူ့အခြေအဖွဲ့ကမြစ်တာရက်ခံထားပါတယ်ခင်ဗျာဒီကနေ့တို့ဘလာ28ရက်နေ့အတွက်မိုးလေဝသခံမှန်းချက်သတင်းတွေကိုတင်ဆက်ပေးခြင်းပါတယ်ဘင်္ဂလားပင်လယ်အော်ခြေနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးတော့ကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့တိမ်အသစ်နေကနေတိမ်ထူထပ်နိုင်ပါတယ် ပင်လယ်ပြင်ခြေအနေတွေကတော့တနင်္လာရီကန်ယိုတန်းရခိုင်ကန်ယိုတန်းမြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမကွေဘက်မှာအရှိတ်ဘက်ကလေကတနင်္လာရီကိုဆယ်မိုင်ကနေမိုင်30လောက်ထိတိုက်ခတ်နိုင်ပြီးလိုင်းနေငယ်ကနေလိုင်းသင့်တင်ရှိနေပါတယ်ခင်ဗျာမိုးရသွန်းမဲ့ခြေအနေတွေကတော့ရန်ကုန် AR ဘကိုးတိုင်းတနင်္လာရီတိုင်းရှမ်းပြည်နယ်ဂရင်းနီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပါတယ်စကိုင်းတိုင်းမကွေတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့နေရာကွက်ပြီးတော့မိုးရွာသွန်းနိုင်ပါတယ်ခင်ဗျာမန္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာတော့အများအားဖြင့်တာယာနိုင်ပါတယ် ။ဒါကြတော့ဒီကနေ့အော်တိုဘာလ28ရက်နေ့မှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဗျာကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုယ်စိတ်နှပြကြမှာချမ်းသာပြီးဆေးအနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။